2025ခုနှစ်ဧပြီလ6ရက်တနင်္ဂနွေနေ့အတွက်ခုနှစ်အသားမီအားလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖန်ကြားမယ်ဆိုရင်တော့တဲတော်နမိတ်ရဒီနေ့ဟာရှင်ပြန်ထမြောက်ခြင်းဆိုတဲ့တင်္ကြန်နမိတ်ဖြစ်ပါတယ်ဆုံးရှုံးထားတဲ့အခွင့်အရေးတွေပြန်ရလိမ့်မယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေသွားမယ်အိမ်နေရာအလုပ်နေရာပြင်ဆင်တာပြောင်းလဲတာအခွင့်အရေးကောင်းတွေပေါ်မယ် အထူးသဖြင့်တော့နိုင်ငံသားတို့နေဆက်တို့အဝေးတို့ရောက်နေတဲ့သူတွေစီကနေတရင်းကောင်းတွေဆက်သွယ်ကောင်းတွေရမယ်မိမိရဲ့အလုတ်ကိစ္စတွေအဆင်ပြေသွားဖို့အတွက်ကတော့ဇီတော်မြတ်ကြီးရဲ့တင်းငွေတွေတောင်းအရမှာသာသနာအလံကိုလက်လှူပြီးဆွတောင်းလိုက်ပါငွေကြေးကိစ္စရဲ့အဆင်ပြေအောင်စွန့်ခံကြတဲ့ကိုရင်ဥပဇင်းကိုမပြောသေးမဲ့လောင်းလှူပြီးတော့ဆွတောင်းလိုက်ပါထို့သူဒီနေ့တင်းငွေတွေနေ့မှာကျမ်းမာရေးကောင်းဖို့လို့အတွက်ကတော့တန်မြာသီးဖြော်ရည်မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာဒီနေ့အတွက်ကံအထူးကောင်းဖို့လို့အတွက်ရေရာအနေနဲ့ကတော့ မိမိရဲ့အိမ်ဖျားမှာနွားတို့တခွက်လှူဒန်းပြီးလူသောကိစ္စများဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရနာရီအတွက်မာဘုဗေနနိယတနေ့ကနေနေဖွားပုတိဘွားဇန္တာရှင်နေဖြစ်ပါတယ်ပုတိသဘောမကျော်သောကျော်သောဘာကတိုက်မြာဆိုတဲ့အတိုင်းငယ်စဉ်မှာခက်ခဲတော်လဲကျော်ကြားထင်ရှားအောင်မြင်မှုများနဲ့ဘဝရည်တည်ရပါလိမ့်မယ်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါလေဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတဲ့အလန့်ညွှန်ရမယ်ဆိုရင်တော့ဒီနေ့မွေးနေ့ရှင်တွေဟာ ထောပတ်ထမင်းတို့မဟုတ်ပေါင်မုံထောပတ်တို့ကုသိုလ်ဒါနပြုခြင်းအပြင်ဒီနေ့တားလုံးအတွက်ကံတရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ထို့အတူခொနည်းသားသမီးတွေအားလုံးဒီနေ့အကျိုးပေးကဏ္ဍရတော့ခொနည်းကဏ္ဍငါးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ငွေကြေးကိစ္စတွေအဆင်ပြေအောင်မြတ်စွာဘုရားရှင်ကိုရည်စုပြီးတော့ငါးမုံကျော်လှူဒါန်းရင်ငွေကံကောင်းဖို့ဆုတောင်းလိုက်ပါခင်ဗျာထို့အတူအယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်သွက်ဖို့အတွက်လည်းရက်တောင်လေးတစ်ခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆုတောင်းလိုက်ခြင်းအပြင်အယောင်သွက် အယောင်ထွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေရသူတွေရှိရဆိုရင်တော့အမှုကြုံနေရသူတွေအမိကိုရေတန့်မှုမှရေးပြီးတော့ဆွမ်းခံကြတဲ့ကိုရင်ဥစဉ်တစ်ပါးပါကိုလောင်းလှူလိုက်ပါမိသားစုမှာကျန်းမာရေးညံ့နေရသူရှိရဆိုရင်တော့ဓာတ်စာဖြစ်နေဒီလိုနေ့မျိုးမှာပန်းဒီအနေငယ်စားပြီးဆူတောင်းကျန်းမာဖို့ဆူတောင်းလိုက်ပါခင်ဗျာအခြေမေတ္တာရင်အိမ်တော်ရေးကိစ္စတွေမှာတော့ကြားလူကြားသကားရေးကြောင့်စိတ်ပင်ပန်းတဲ့နေ့ဖြစ်ပါတယ်အခြေမေတ္တာရင်အိမ်တော်ရေးအဆင်ပြေဖို့လို့တော့ကတော့ကောင်းကျင်းပေါင်းကိုစုပ်ကိုပြားရင်ဆန်းပြီးမြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ